အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီနေ့မှာကျွန်မိတ်ဆွေများတို့တက်တော့ကနေမယ်ကျွန်တော်ကြည့်ပြီးမှဖြစ်ပါတယ်ငါလာပိုင်းတွက်ကြာလာရေးသားမီတွက်ပါအချစ်ရဲ့အိမ်တော်ကြီးစီးပွားငွေကြီးအလုတ်ကိုင်ပညာရေးတာရီကန်ကစာစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ကြော်ရေတရားလေးလည်းပေးမယ်ဒီရေတရားလှုပ်ထားမယ်ဆိုရင်ဒီငါလာပိုင်းမှာကြာလာပေးသားမီတွက်ကန်ကောင်းအချင်းတွေကိုစီကိုကြောက်လာမှာဖြစ်ပါတယ်ရေတရားကကျွန်တော်နှစ်မျိုးပေးမှာဖြစ်ပါတယ်အကောင်းချေရေတရားနဲ့အဆိုးချေရေတရားဖြစ်ပါတယ် အကောင့်ခြေရရာကဒီ9လပိုင်းမှာမိတ်ဆွေတို့အတွက်ကောင်းကျိုးလေးတွေရရှိအောင်လို့အကောင့်ခြေရမှာဖြစ်ပါတယ်။အစိုးခြေရရာကဒီ9လပိုင်းမှာကြုံတွေ့မဲ့အစိုးမများအားလို့အားပြောင်းရအောင်လို့အစိုးခြေရမှာဖြစ်ပါတယ်။ရရာနှစ်ခုလုံးဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့တူတူလက်ရည်ကြမယ်ခင်ဗျာ။ ဒီငါလပိုင်းမှာကြာလာတဲ့တားပြီအတွက်ကံကောင်းနေလားကံဆိုးနေလားဘာတွေကိုသိထားရမလဲဘာတွေအခောင့်နေလဲဆိုတာကိုရကန်တော့အဖြစ်ကျွန်တော်သုံးတတ်ရမယ်ဆိုရင်ကောင်းအားက80လောက်ရှိတယ်ဆိုးအားက30လောက်ရှိပါတယ်သတိထားရမှာက30လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေသိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ် မမျော်နှစ်ပဲငွေချေအောက်စားပစ္စည်းတွေခုစီကိုရောက်လာတတ်ပါတယ်။အရန်ကောင်းတယ်လို့ဆိုရပါမယ်။ကံနဲ့ပတ်သက်လို့ရအကျိုးပေးပြီးတော့ခုစီမှာမမျော်နှစ်တာပဲအလုံးလိုက်ခဲလိုက်ဝင်လာတတ်ပါတယ်။လက်ဆွေမဲ့လာသွားပြောရင်လည်းအမပါအောင်ခင်ဗျာ။နောက်တစ်ခုကောင်းနေတာကတငယ်ချင်းကံမိတ်ဆွေကံအရန်ကောင်းပါတယ်။ရက်ဝေရတငယ်ချင်းအထောက်ပံ့တဲ့အကြောင်းအရှင်ပြေသွားတတ်ပါတယ်။မိတ်ဆွေရဲ့အကူအညီထောက်ပံ့ကြောင်းကို့မှာအရှင်မပြေဘူးဆိုရင်အရှင်ပြေသွားတတ်ပါတယ်။ ဒါကြောင့်မို့မိတ်ဆွေကန်ကလည်းအရန်ကောင်းတယ်လို့ဆိုရပါမယ်။မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့ညီကောင်မောင်နှမတွေနဲ့တော့အဆင်ပြေတယ်ဆိုပေမဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့တော့အဆင်မပြေဖြစ်တတ်ပါလေ။ဒါကြောင့်မို့ကြောင့်နေနဲ့ကြံပြုတ်ရမယ်ဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်မှာကိုကစကားပြောဆိုတဲ့နေရာမှာအေးအေးဆေးဆေးညီညီနိုင်ပြောတတ်ဖို့အရန်ရည်ကြည်ပါတယ်ခင်ဗျာ။မဟုတ်ရင်ကိုယ့်ရဲ့စိတ်ကိုစိတ်တန်းတင်မယ်ဆိုရင်အိမ်အောင်ရဲ့ပြဿနာတွေပြိပခါတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်မို့ ကြာရေးသားလေးနေနဲ့အိမ်ောင်ရင်းနဲ့ပတ်သက်မယ်ဆိုရင် view size စီချင်ပါတယ်ခင်ဗျာညံ့နေတဲ့ကာလတခုဖြစ်နေလို့ပါလွန်ခဲ့တဲ့ပြည့်အရန်တိကျင်တဲ့အခြေအနေပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်ကိုယ့်ရဲ့ချစ်သူနဲ့ကိုယ့်နဲ့အဆင်မပြေဘူးဆိုရင်ဒီလို၅လပိုင်းမျိုးမှာအဆင်ပြေသွားတတ်ပါတယ်ကြာရာရေးသားလေးနေနဲ့အခြေခံညံ့နေတဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ဥဖြစ်ကာပြုထားတယ်ချစ်သူမရှိတဲ့သူတွေလည်းဒါအမျော်လင့်ထားပဲချစ်သူတွေကိုရရှိတတ်ပါတယ်ဒါကြောင့် ကြာရပြီးသားပင်တွေအခြေအနေပတ်သက်မယ်ဆိုရင်ဒီ၅လပိုင်းမှာကံကောင်းမှုတွေတွေကိုစီကိုကြောက်လာမှာဖြစ်ပါတယ်အခြေကံကောင်းတဲ့နောက်လာဖြစ်ပါတယ်အရန်ကောင်းနေတာကကို့မှာရန်သူမရှိပါဘူးအတွင်းရန်သူမရှိဘူးအပြင်ရန်သူတော့ရှိတယ်ဒါကြောင့်မို့ကိုနဲ့လှုပ်ဖို့ကင်ပတ်တကယ်ချင်းမိတ်ဆွေတွေကကောင်းတယ်ဆိုပေမဲ့သူတို့ကိုစကားပြောဆိုလေးကြည့်ဆိုင်ပါဒီလို၅လပိုင်းမှာကြာရပြီးသားပင်နဲ့စိတ်တူလွှဲတာတွေဒေါ်ရထွက်လွှဲတာတွေစကားမစင်မကျင်ပြောတာတွေ ဖြစ်ပေါ်သက်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့မိတ်ဆွေပေါ်မှာသတိထားပြီးတော့ဆက်ဆံပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုယ်နဲ့အကြောင်းသိတဲ့သူတွေကိုအဆင်ပြေတယ်ဆိုပေမဲ့အကြောင်းမသိတဲ့အပြင်ကားတွေအတွက်ကြောင့်ပြဿနာများသက်ပါတယ်ဒါကြောင့်မို့ကြောင့်မိတ်ဆွေတွေနဲ့ခရီးဆိုင်ရမှာကအပြင်ရန်မရှိဘူးအပြင်ရန်ရှိတဲ့အပြင်ရန်တွေကိုအထူးကြည့်ဆိုင်ပါခင်ဗျာကျမရေနဲ့ဖတ်တတ်မယ်လို့ရေခွေးအပြောကျမရေကောင်းတယ် ကျမရင်းနဲ့ပတ်သက်မယ်ဆိုထူး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 တော့ဖြစ်เสียရမှာရှိဘူး။ယာရီဥတုအကူပြောင်းကြောင်းချောင်းဆိုးတာတွေနှာစီးတာတွေမကြာခဏခေါင်းကိုက်တာတွေခေါင်းမူတာတွေဒါတွေရောဖြစ်တတ်ပါတယ်။ကြီးကြီးမားမားဖြစ်လာဖို့တော့မရှိပါဘူး။ရေဟုတ်ကွာကျမရင်းညက်နေတယ်ဆိုရင်ကျွန်တော်ပေးမရတရားကိုဖြစ်အောင်လုပ်လိုက်ပါခင်ဗျာ။ဒီ၅လပိုင်းမှာအနာနဲ့ဆေးနဲ့တွေ့ရတာမျိုးယောဂါတွေရှိတယ်ဆိုရင်လည်းတက်တာပျောက်ကင်းတာမျိုးတွေဂျုံလို့ရမှာဖြစ်ပါတယ်။အထူးကိစ္စရမှာကပညာရေးနဲ့ပတ်သက်တာ ကိုယ့်ရဲ့ပညာရေးမှာနှောက်နေသွားတတ်ပါတယ်။ယူဆရမယ်။ပညာရေးမှာစိတ်မပါတာမျိုးစိတ်မဝင်စားတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်သူယူဆိုင်ဖို့ရန်ရည်ကြီးပါတယ်ခင်ဗျာ။ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်လည်းဘာသာလိုက်လေးအာနင်တော်တတ်တယ်လာလာဖြစ်ပါတယ်။ဘာသာတရားကိုမဖြစ်မနေလှုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အတိတ်တန်တွေဝင်မယ်ဆိုရင်လည်းအောင်မြင်လွယ်တယ်လာလာဖြစ်ပါတယ်ခင်ဗျာ။ အရန်ကောင်းနေတာက အလောက်ကန်တဲ့ပတ်သက်တာအလောက်ပြောင်းဆွေးခြင်းတဲ့သူတွေအလောက်တက်တိုးချဲ့ခြင်းတဲ့သူတွေအလောက်ပြောင်းခြင်းတဲ့သူတွေအရှိတည်တဲ့လာလာဖြစ်ပါတယ်အလောက်ကန်တဲ့ပတ်သက်မယ်ဆိုရင်အရန်ကန်ကောင်းနေတဲ့လာလာဖြစ်ပါတယ်ကျုံမိတ်ဆွေနေနဲ့ကျွန်တော်ကြံပြုတ်ရမယ်ဆိုရင်အလောက်ပြောင်းခြင်းနဲ့အလောက်တွေစတင်ခြင်းနဲ့ဆိုရင်ရဲရဲတဲ့တဲ့လောက်လိုက်ပါလို့ကျွန်တော်ကြံပြုတ်ချင်ပါတယ်မိတ်ဆွေစူးစမ်းရင်စူးစမ်းတော့ဝင်ချင်းဥစ္စာပစ္စည်းတွေဝင်လာမှာဖြစ်ပါတယ် ဘာမှမလုပ်ပဲထိုင်လို့ကတော့မိုးပေါ်ကဘာမှကြာလာမှာမဟုတ်ဘူးဒါကြောင့်ဝင်ကြောက်မိတ်ဆွေတွေစူးစမ်းပါဒေချာပေါ့အောင်မြင်မှုပန်းတိုင်ကိုရှောင်ရှိမှာဖြစ်ပါတယ်ကံနဲ့ပတ်သက်တဲ့လုပ်တွေကအရန်ချိုးပေးပါရခင်ဗျာကြောက်မိတ်ဆွေကကံစမ်းကျင်တယ်ဆိုရင်တော့ ရှင်းပါတဲ့နံပါတ်တွေကိုရွေးချယ်ပြီးတော့ဆမ်းပါကျုပ်မိတ်ဆွေထူးထူးခြားခြားကံနဲ့ပတ်သက်ပြီးတော့အဥ္စာပစ္စည်းတွေဝင်လာတတ်ပါရယ်ခင်ဗျာကံကောင်းနေတဲ့အကြောင်းကအနီရောင်ရဲ့အဖြူရောင်ရဲ့အရန်ကံကောင်းပါရယ်ခင်ဗျာကိုရေးကြည့်တဲ့နေရာတွေပြောဆိုမဲ့ကိစ္စတွေရှိရင်ဒီအကြောင်းတွေဝတ်ဆင်တာမျိုးအရေးကြီးတဲ့ကိစ္စတွေတွားမယ်လာမယ်ဆိုဒီအကြောင်းဝတ်ဆင်ခြင်းအပြင်မိတ်ဆွေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အထူးပြုဆရမှာကဒီကားလာပိုင်းမှာဂျာရာပိသားမြင့်နဲ့ရက်ဝေကီကိုလုံးဝမထွန်းသေးပါဘူး ရက်ဝယ်ခရီးကိုမဖြစ်မနေသွားရမယ်ဆိုရင်လေတိတ်တိတ်ကြကြာလေးမိတ်ဆွေတို့နော်ငါးဝါးတီလာလေးခံယူတာမျိုးနော်ပြီးွားရင်ကျွန်တော်ပေးတဲ့ရည်တရားအောင်လုပ်ပြီးတော့သွားတာမျိုးတွေပြုလုပ်ပါခင်ဗျာဘာကြောင့်ငါးပါးတီလာကိုခံယူခိုင်းတာလဲဆိုတော့မိတ်ဆွေကငါးပါးတီလာလုံနေမယ်ဆိုရင်နော်လမ်းမှာရှိရင်နှစ်ကောင်းနှစ်မြတ်တွေကမိတ်ဆွေကိုဒါကြည့်စုမယ်ဆက်ရှောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်မိတ်ဆွေအနေနဲ့ကျွန်တော်ကြံပြုရတာဖြစ်ပါတယ် ကဲကြောင်ရေတရားလေးပေးမယ်ဒီရေတရားကိုဖျက်အောင်လုပ်ပေးပါခင်ဗျာဒီရေတရားကိုလှုပ်လိုက်ခြင်းအပြင်ကျုံမိတ်ဆွေတွေဒီ9လပိုင်းမှာကံကောင်းမှုတွေတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်ကဲရေတရားကိုကျွန်တော်တို့တူတူလက်လုပ်ကြမယ်ခင်ဗျာကဲရေတရားကိုကျွန်တော်တို့တူတူလက်ချကြမယ်ခင်ဗျာအကောင့်ချင်းရေတရားအတွက်ကကျုံမိတ်ဆွေတွေတရက်ဒီဆုံးကိုကတ်လို့ရမှာဖြစ်ပါတယ်အစိုးချင်းရေတရားအတွက်ကကျုံမိတ်ဆွေတို့လိန်မော်ရွက်တွေရှိတယ်ဆိုရင်အဆင်ပြေတယ်လိန်မော်ရွက်ရှာရခက်တယ်ဆိုရင်အာလိန်မော်ခွန်လဲရပါတယ်ခင်ဗျာ ခေဖလို့ချိန်မယ်လိမ္မော်ခွန်လေးအများကြီးကျွန်တော်တို့လိမ္မော်ဒီဝယ်မယ်ခင်ဗျာလိမ္မော်ဒီအသားစားလိုက်မယ်စားပြီးတော့ကျွန်တော်လိမ္မော်ခွန်နဲ့ချိန်မှာပေါ့နော်ခေဖလို့ချိန်မလဲဆိုတော့အသေးစိတ်လေးကျွန်တော်ပြောပြပါမယ်မိတ်ဆွေတို့နော်ဖရားကျောင်းဆောင်အောင်မှာလိမ္မော်ခွန်လေးကိုခင်းလိုက်ပါခင်းပြီးမိတ်ဆွေရဲ့ကြေတောင်းနဲ့တက်နေခဏအောင်ကျွန်တော်ပြောတဲ့တည့်ရည်ဆုံးကိုဖရားမှာကတ်လို့ရမှာဖြစ်တယ်တပြိုင်နဲ့လောက်ရမှာဖြစ်ပါတယ်မိတ်ဆွေကလိမ္မော်ခွန်ကိုဖရားကျောင်းဆောင်နဲ့အဝေးမှာသထားရမယ်ဆိုရင် ိဆိုကျတော့လည်းနင်းပြီးတော့ဖခင်ကျတော့မှပြည့်ဒီဆိုတော့ဒါကတ်လူလို့မရဘူးဖြစ်မယ်။ဒါကြောင့်မို့အနီးနားမှာထားပြီးတော့ကျတော့လည်းနင်းပြီးရင်အဲပြည့်ဒီဆုံကိုဖခင်မှာကတ်လူမယ်။ဒါဆိုရင်ရပါပြီ။လောက်ရမဲ့ချိန်ကစနေနေ့နော်မနက်7:00နာရီနဲ့7:00မိနစ်ချိန်မှာပြုလုပ်ပါခင်ဗျာ။ဒီချိန်မှာလှုပ်ခြင်းအပြင်မိဆွေတို့ထူးထူးခြားခြားလို့အဆင်ပြေသွားမှာဖြစ်ပါမယ်။နားလေတဘောမှမလို့ထင်ပါရယ်။မရှင်းတဲ့သူတွေကြောင့် comment မှာချက်လောင်မှတ်လာခဲ့ပေးပါခင်ဗျာ။ ကျောင်းမိတ်ဆွေများနေ့အစကနေ့စောကောင်းတော်မိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိသားစုဘတွေဘိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကို့လိုမျိုးပဲကြာတာတွေတမိပြင်းတွေ့ရအောင်ရှယ်ခြင်းဝေမျှခြင်း follower နဲ့ချင်းပြကုလို့ယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာမိတ်ဆွေနဲ့ကျွန်တော်တို့ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတွေနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်